်တင်းတိအတော်တမချန်းအစီအစဉ်မှာအရောက်စီတိုင်းကိုနှုတ်ကပတ်တော်နားဆင်ခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်လူအများစုဝင်လို့ကြတဲ့လမ်းချေကိုမဝင်ကြဘဲလမ်းချင်းတဲကိုကျူးစားပြီးဝင်ကြဖို့၁၂နှစ်လုံးလုံးနှဆိုးဆွဲနေတဲ့မြို့သမီးတူအကြောင်းရင်ဦးတဲ့သူနဲ့နောက်ကျတဲ့သူဥပုပ်နေမှာဆောင်ရွက်တင်တာတွေပါဝင်တဲ့ရှင်လူကခရစ်ဝင်ကျမ်းခန်းကြီး73နဲ့ရှင်လူကခရစ်ဝင်ကျမ်းခန်းကြီး74အခန်းငယ်1ကနေ အခန်းငယ်24အထိကိုဒေါက်တာထွန်းမြတ်အေးကအခုလိုရှင်းလင်းတင်ပြထားပါဗျ။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး7ပုံပါပဲ။ထုံးစံအတိုင်းတခြားခရစ်ဝင်တွေမှာမတွေ့ရတဲ့ပုံပြင်ဥပမာတော်တွေအကြောင်းအချင်းအရာတွေကိုရှင်လုကာဟာဆက်လက်ဖော်ပြသွားပါလိမ့်မယ်။နားဆင်ကြည့်ကြပါ။တရားမစီရင်နဲ့နောင်တသာရကြဆိုတဲ့ခေါင်းစဉ်နဲ့စရအောင်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး7ပုံအငယ်1မှ9အထိဖတ်ရှုကြည့်ကြပါစို့။ ထိုအခါလူအချို့တို့သည်လာ၍ပိလတ်မင်းသည်ဂါလိလဲလူအချို့တို့၏အသွေးကိုမိမိတို့ပူဇော်သောရစ်ကောင်တို့နှင့်ယောနောကြောင်းကိုရှောက်ကြလျင်ယေရှုကထိုဂါလိလဲလူတို့သည်ထိုတို့ခံရသောကြောင့်အခြားသောဂါလိလဲလူအပေါင်းတို့သည်သာ၍အပြစ်ရှိသည်ဟုထင်ကြသလားသာ၍အပြစ်ရှိသည်မဟုတ်သင်တို့ရှိသမျှသည်လဲနောင်တမရလျင်ပျက်စီးခြင်းတို့ရောက်ကြလိမ့်မည်ဟုငါဆို၏ ထိုမတပါရှီလောင်ပြအိုလဲ၍ပြီးသောသူတကြိမ်နှစ်ယောက်တို့သည်ယေရုရှလင်မြို့သားအပေါင်းတို့သည်သာ၍အပြစ်ရှိသည်ဟုထင်ကြသလားသာ၍အပြစ်ရှိသည်မဟုတ်သင်တို့ရှိသည်မြသည်လည်းနောင်တမရခြင်းပျက်စီးခြင်းတို့ရောက်ကြလိမ့်မည်ငါဆိုသည် ဟုမိန်တော်မူ၏တိလက်မင်းကလူတွေသတ်တဲ့အကြောင်းရှီလောင်ကပြအိုကြီးလဲလို့ပြီးသေးတဲ့လူ၁၈ယောက်ရှိတဲ့အကြောင်းတို့ကိုဖော်ပြလာပါတယ်ရုတ်တရက်အဆက်အဆက်မရှိလို့ ကြောင်ရင်စရာဖြစ်တယ်လို့ထင်နိုင်ပါတယ်။ဒါပေမဲ့အနှစ်သာရကဖြစ်ရအပေါ်မှာမူမတီးပဲအတွေးခေါ်ပေါ်မှာသာမူတီးနေတယ်လို့တင်ပြပေးရစီ။ဒါတွေဟာအပြစ်ကြောင့်ခံရတာလို့ဒီအချိန်မှာလူတွေစိတ်ဆွဲနေကြတာကိုခရစ်တော်ကသိလို့အပြစ်နဲ့ဘယ်သူမှမကင်းဘူးဟဲ့။နောင်တမရရင်အာလုံးပျက်စီးခြင်းကိုရောက်မှကြီးပဲလို့ပြောလိုက်ချင်းပါပဲ။တနည်းအားဖြင့်ဆိုလို့ရှိရင်တော့ ဒုက္ခရောက်တိုင်းအပြစ်ကြောင့်ကြီးဆိုပြီးမသတ်မှတ်နိုင်တဲ့အတိတ်ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ခရိယန်ဖြစ်ပြီးဆိုတာနဲ့စင်လုံးကြောကြီးဖြစ်သွားပြီ။ဒုက္ခမရောက်တော့ဘူးဆိုတဲ့အယူအဆဟာအလွန်မှားပါတယ်။ကတ္တကာလရဲ့ပျက်စီးခြင်းကိုလွတ်မှာအမှန်ဖြစ်ပေမဲ့လူဘဝရဲ့ပျက်စီးခြင်းလောကဓာတ်ဆိုတာကတော့ဘယ်သူမှမရှောင်နိုင်ဘူး။သူများရောက်ရတဲ့ဒုက္ခတွေကြုံချိန်မှလည်းဖွားပြီးတော့မကောင်းတဲ့ငနေကြီးတော့ထိပြီးဆိုတာမျိုးမတွေးရဘူး။သူများတွေဒုက္ခခံစားရတာဟာ ကိုယ့်ရဲ့မျက်မြင်သက်သေအဖြစ်ဖျားသခင်ကိုပို့ပြီးတော့နိကတ်စွာအသက်ရှင်ဖို့ပို့ပြီးတော့ချစ်ကြောက်ယိုသေးဖို့သင်ငန်းစာရယူဖို့အထူးပဲလိုအပ်ပါတယ်။သင်မောသဖန်းပင်ဥပမာဆိုတာနဲ့ဆက်ရမယ်ဆိုရင်တော့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး73အငယ်6မှ9ကိုဆက်ကြည့်ကြပါစို့။သဖန်းဥပမာကိုမိန့်တော်မူသီကားလူတယောက်သည်ဥယျာဉ်၌စိုက်သောသင်မောသဖန်းပင်တပင်ရှိ။ထိုအပင်သို့လာ၍အသီးကိုရှာတော်လဲမတွေ့ ထိုအခါဥယင်ဆောင်အားလည်းသုံးနှစ်ပတ်လုံးသင်္ဘောစဖန်းပင်သို့ငါလာ၍အသီးကိုရှာတော်လဲမတွေ့ရခုတ်ပြစ်လော့အဘဲเจ้าမြေကိုနှောက်ရှက်ရသည်ဟုအမိန့်ရှိတော်ဥယင်ဆောင်ကသခင်ယခုနှစ်ရှိပါစေဦးအကျွန်ုပ်သည် အပင်နာပတ်လေကိုတူးဆွ၍နောက်ချေးကိုဖို့ပါမည်အသီးသီးကောင်းသီးပါလိမ့်မည်သို့မဟုတ် နောက်မှခုတ်ပြစ်တော်မူပါဟုရှောက်လေပြီဟုမိန့်တော်မူ၏သင်္ဘောသဖန်းပင်ဟာဣသရေလကိုကိုစားပြုတယ်လို့ ကျွန်တော်အကြိမ်ကြိမ်ပြင်ပြခဲ့ပါတယ်ခရစ်တော်ပေါ်ထွန်းရမယ်လူမျိုးမို့လို့ရွေးကောက်တော်မူသော လူမျိုးတော်လို့သာကျွန်တော်တို့ကဆိုရတာသူဟာဖျားသခင်ရဲ့ကျေးဇူးတော်အပေါ်မှာမတိမဲမြင်ပြုတယ်ကယ်တင်ရှင်သခင်ခရစ်တော်ကိုလည်းလူမျိုးတော်အနေနဲ့လက်ခံခြင်းမရှိခဲ့ပါဘူးဒါကြောင့်ပေါင်းသင်တယ်မြေဩစာကြွေးတယ်ဝိညာဉ်အသီးအပွင့်သီးပွင့်ပြီးမလာပါဘူးကယ်တင်ရှင်ခရစ်တော်ကိုလက်မခံခဲ့ပါဘူး ထူးမခြားနာပဲရှိခဲ့တဲ့လူမျိုးတော်လို့ကျွန်တော်တို့ဓမ္မအမြင်မှာပုံသက်ပါတယ်။အခုမျက်မှောက်ခေတ်ကာလအထိလူမျိုးတော်အနေနဲ့ကျေးဇူးတော်ဟာသူ့ကိုတည်ရနေစေတယ်။ကောင်းကြီးပေးလို့သာခေါင်းပေါ်နေရတယ်။ဒါပေမဲ့သူတို့ဟာကဘာအနှံ့ပြန့်လွင့်တဲ့အထိနိုင်ငံပျောက်ခဲ့ရတယ်မဟုတ်ဘူးလား။နိုင်ငံတည်ပြန်တော့လဲမငြိမ်းချမ်းပြန်ဘူး။ကမာကျန်းစာအရတနည်းနည်းမှာသူတို့ဟာသူတို့နိုင်ငံကိုခရစ်တော်ကိုယုံကြည်ပြီးပြန်လာရမယ်ဆိုတာပါရှိပါတယ်။ အခုနိုင်ငံကိုသာပြန်ရောက်နေပြီးတော့ခရစ်တော်ကိုတော့မယုံကြည်ကြပြန်တဲ့အတွက်အနာဂတ်ဟာမှန်းဆလို့အတိအကျမရနိုင်သေးပါဘူးဒီကနေ့ဂျူးတွေခံစားခဲ့ရတဲ့ဒုက္ခတွေရဲ့အစဟာနာဇီဟစ်တလာရောမအာဏာရှင်တိုက်တက်နဘေးကအာရဗျတွေကြောင့်လို့အဓိကအားဖြင့်ကျွန်တော်မမြင်ပါဘူးဒီဒုက္ခတွေဟာဖျားသခင်ကိုယ်တိုင်ပေးနေခြင်းပဲဖြစ်တယ်လို့ရိုးရိုးနဲ့ရှင်းရှင်းနဲ့ကျွန်တော်ကတော့ဆွဆွဲလိုက်ပါတယ်ဟုတ်ပါတယ် ယုံကြည်သူများနဲ့တိဆောက်ထားတဲ့အသင်းတော်တွေနဲ့ခရိယန်ဆိုပြီးတော့ယုံကြည်သူနိုင်ငံအသီးသီးတို့ဟာဖျားသခင်လက်တံတော်ဘလောက်ရှင်လျားပြီးတော့အာနာတကူတည်တယ်ဆိုတာကိုသင်ငန်းစာယူကြဖို့ကျွန်တော်အနေနဲ့အလေးနဲ့တိုက်တွန်းလိုက်ပါတယ်။ယောဂနှိမ့်ဆက်ခံရသောမိမတယောက်အကြောင်းကိုသိနိုင်ဖို့အငယ်30မှ34ကိုဆက်လက်ဖတ်ရှုတင်ပြပါမယ်။တနေ့သောဥပုံနေ့၌ယေရှုသည်တရားစရက်တွင်ဆုံးမဩဝါဒပေးတော်မူသောအခါ ဆက်ရှင်နှစ်ပတ်လုံးနှက်ဆွဲ၍ယောဂါနှိမ့်ဆက်ခြင်းခံရသောမိမတစ်ယောက်ရှိ။ထိုမိမသည်ကြောကုန်၍ကိုယ်ကိုအလင်းမဆတ်နိုင်။ယေရှုသည်ထိုမိမကိုမြင်တော်မူသည့်အထံတော်သို့ခေါ်၍အချင်းမိမသင်သည်အနာယောဂါနှင့်လွတ်၏ဟုမိန့်တော်မူသည့်သူ့အပေါ်မှာလက်တော်ကိုတင်တော်မူသည့်ဖြင့်သူသည်ချက်ချင်းတက်မှတ်ခြင်းသို့ရောက်၍ဖျားသခင်၏ဂုံတော်ကိုချီးမွမ်းလေ၏။ထိုသို့ယေရှုသည်အနာယောဂါကိုငြိမ့်စေတော်မူသောကြောင့်တရားစရမှုသည်အမျက်ထက်၍ အလုတ်လုတ်ရသောနေ့ရဲ့6ရက်ရှိထိုနေ့ရက်တွင်လာ၍အနာရောဂါငြိမ့်စေခြင်းကျေးဇူးကိုခံကြလော့ဥပုံနေ၌မလာမခံကြနိုင်ဟုပရိသတ်တို့အားဆို၏မူရင်း Greek ဘာသာအရရှင်လုကာဒီအပိုင်းမှာဆေးဘက်ဆံရဝေါ်ဟာရတွေတုံးထားပါတယ်အင်္ဂလိပ်လိုအတော်ခက်ခက်ခဲခဲဘာသာပြန်ယူရတယ်လို့ဆိုပါတယ်ကေတီရှင်ဟာဒီနာရာရှင်အမျိုးသမီးကြီးကိုမြင်တာနဲ့ချက်ချင်းသနာကိယူနာစိတ်ဝင်ပြီးတော့ချက်ချင်းကုသပေးတယ် ဒါကိုတရားစီရင်မှုကဥပုံနေမှာဈေးကုခံတဲ့မိမကြီးကိုမကျေနပ်ပြိသက်ကိုလည်းထွက်ပြီးငေါက်တယ်တဲ့ဥပုံနေကလွဲလို့ကြံတဲ့6ရက်တောင်ရှိတယ်အဲ့ဒီ6ရက်မှာမင်းတို့ကုကျင်လာခဲ့ကြဒီဥပုံနေမှာတော့လာမကုကြနဲ့တဲ့အငယ်15နဲ့16သခင်ဖျားကလည်းလှုပ်ဝက်တော်သူသင်တို့ရှိသမျှပြီးဥပုံနေ၌မြင်းနွားကိုတင်းကုန်မှလွှတ်၍ရေတိုက်ချင်းကဆောင်းသွားတတ်ကြပြီမဟုတ်လော38နှစ်ပတ်လုံးစာရန်ချီနှောင်သော အာဗြဟံသမီးဖြစ်သောဣမိမကို ဤချီနှောင်ခြင်းမှဥပုပ်နေ၌မလွတ်ရသလောဟုမိန်တော်မူ၏ဒီမိမကြီးဟာဥပုပ်တရားကိုနားလေတဲ့မိမစိတ်ကောင်းနှလုံးကောင်းလည်းရှိမှာပဲလို့ကျွန်တော်ကပြတ်တယ်ဒါပေမဲ့သူ့ကိုစာရမဏ္ဍကချီနှောင်တယ်တဲ့ဘလို့ကြောက်เสียကောင်းတယ်လေစာရမဏ္ဍမှာတကိုးအဋ္ဌိပတ်ရှိနေတယ်ဆိုတာဟာရှင်းနေပြီနော်ဒါပေမဲ့ခရစ်တော်လက်တော်ကိုတင်လိုက်တာ ਨੇ ဒီအနှောင်အဖွဲ့ဟာအရှင်းကင်းသွားရတယ်ကျွန်တော်ရဲ့ဘဝအသက်တာတွေဟာ ခရစ်တော်နဲ့တလုံးတဝတီတည်နေဖို့ဘလောက်အရေးကြီးတယ်ဆိုတာဟာရှင်းလင်းပြတ်သားစွာမြင်နေရပါတယ်။တရသေးသမားစီရမှုကတော့၁၈နှစ်ပတ်လုံးလုံးသူ့တရားစီရမှာခါကြီးကုန်းကုန်းပြီးတော့ဒုက္ခရောက်နေတဲ့မိမာစာရန်ချီနောင်ချင်းကနေဇက်ခနဲ့လွတ်တာကိုကျေးဇူးတော်အဖြစ်မမြင်နိုင်ဘူး။ဥပုံနေမှာအခုခံရကောင်းလားလို့ဒေါသထက်တယ်။ကျွန်တော်ထင်တယ်သူကတရားစီရမှုဆိုတော့အဲ့ဒီခက်က ဘာသာရေးမှာခေါင်းဆောင်နေတဲ့ပါရီရှဲတို့ကျန်းတတ်တို့ရဲ့ကျေးဇူးကြောင့်အဲ့ဒီမှာဇယက်မှုရာထူးလေးရနေတာဖြစ်ရမယ်။ဒီတော့ဟိုကိုလည်းဖော်လန်ဖားခြင်းနဲ့ပရိသတ်ကိုလည်းမရှိရှိတဲ့ပါဝါလေးရပြခြင်းနဲ့ဒါကြောင့်သဟောက်သဟန်နေထပြောတာလို့ကျွန်တော်ကယူဆပါတယ်။မိတ်ဆွေများခင်ဗျာဥပုံနဲ့ပရိဘက်ကဟာဒီကနေ့တည်းထိရှိနေတဲ့ပေရှည်တဲ့ပရိဘက်ကပါ။ဒီအထဲမှာကျွန်တော်တို့နစ်မြုပ်မနေပါနဲ့။ယုံထွက်ကြပါ။ကဲတင်ချင်းတရားကိုဝေမျှဖို့ကပို့ပြီးတော့အရေးကြီးပါတယ်။ အငယ်၁၈ထိုတို့မိန်တော်မူပြီးမှယံဘက်နေသောသူအပေါင်းတို့သည်ရှက်ကြောက်ခြင်းရှိ၍ပြို့တော်မူသောအံ့ဩပွေအမှုများတို့ကိုလူအပေါင်းတို့သည်နှစ်သက်ဝမ်းမြောက်ကြ၏အံ့ပွေအမှုတွေအတွေ့ဝမ်းမြောက်ကြတယ်ဒါပေမဲ့ရှက်ကြောက်တယ်ဆိုတော့အန်ဒီရဲ့ရှိတာပြီလို့ခရစ်တော်နဲ့လိုက်ပါမလျှောက်လှမ်းရဲဘူးလို့ဆိုချင်ပါတယ်လူဘဝအဖက်တာမှာပခင်ခရစ်တော်နဲ့ကင်းကွာလူများစစ်မှန်တဲ့ညီသက်ချမ်းသာခြင်းဘယ်တော့မှမရနိုင်ဘူးလို့အခိုင်အမာတင်ပြလိုက်ပါရစေ မုံညင်းစေးနှင့်တဆေဥပမာအကြောင်းကိုဆက်လက်ဖော်ပြလိုပါသေးတယ်။အငယ်78မှ27အထိတဖန်မိန်တော်မူသည်ကဘုရားသခင်နိုင်ငံတော်သည်အဘယ်အရာနှင့်ပြုသနည်းအဘယ်သို့ပုံပြရန်အံ့ဤလူသည်ယူ၍ဥယျာဉ်၌စိုက်သောမုံညင်းစေးနှင့်တူ၏ထိုအစေသည်ကြီးပွား၍အပင်ကြီးဖြစ်၏မိုးကောင်းကင်ညှက်တို့သည်လည်းအကိုင်းခက်တို့၌နားနေမိခိုကြသည်ဟုမိန်တော်မူ၏တဖန်မိန်တော်မူသည်က ဖျားသခင်နိုင်ငံတော်ကိုအဘယ်သို့ပုံပြရရန်ဤမိမသည်တဆဲကိုယူ၍မုံညက်သုံးတင်း၌ထက်သည်ဖြင့်မုံညက်ရှိသမျှတို့ကိုဖောင်းကျွစေတတ်သောတဆဲနှင့်တူသည်ဟုမိန့်တော်မူ၏ကျွန်တော်ဟာမုံညင်းပင်အကြောင်းတဆဲအကြောင်းတွေကိုအထက်ထပ်ပြောခဲ့ပြီးပါပြီမုံညင်းဟာတကယ်တော့အပင်ကြီးမဟုတ်ပါဘူးအပင်ငယ်ဖြစ်ပါတယ်အကိုင်းတွေဖျားခြင်းနှက်တီတော့ခိုးနိုင်တယ်အဲ့ဒီထဲမှာမှစာရမဏေနှက်ဆိုးတွေပါနိုင်တယ် ဒါကြောင့်သတိပြုကြပါဆိုပြီးပြောခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီလိုပါပဲ evil လို့ခေါ်တဲ့စာရမဏတ်ကိုကိုးစားပြုတဲ့တဆေးဟာမုံညက်ဆိုတဲ့ခရစ်တော်ရဲ့အေဝံဂေလိတရားကိုမချိမဆန့်ဖောင်းကျွဖြစ်စီပြစ်နိုင်လေဆိုတာကိုရောကျွန်တော်ကြားခဲ့ရပြီးပါပြီ။ကျွန်တော်ရှင်းလင်းခဲ့ပြီးပါပြီ။ဝိညာဉ်စိတ်သဘောနဲ့တည်ရှိရမယ်ကောင်းကင်နိုင်ငံတော်ဟာဒီကနေ့အသင်းတော်အဖွဲ့အစည်းတွေနဲ့ကြည်ကြည်လေးလေးရှိမရှိဆိုတာကိုဆန်းစစ်ကြည့်ကြပါ။ တယောက်တပောက်တွေထပြီးတော့အုပ်စုတွေအမျိုးမျိုးဖွဲ့ထင်ရဆိုင်နေခြင်းရှိမရှိဆိုတာကိုလည်းစောင်းရဲ့ဆန်းစစ်ကြည့်ကြပါလို့တင်ပြလိုက်ပါရစေ။ယေရုရှလင်သို့တူယူမျက်နာမူရဲဆိုပြီးတော့ခရစ်တော်ရှေ့သို့ချီနေတာကိုဖော်ပြခဲ့ပြီးပါပြီ။အခုအချိန်မှာတော့လမ်းတလျှောက်မှာသွန်သင်ခြင်းဆိုပြီးတော့ဆက်လက်ဖော်ပြပါရစေ။အငယ်22မှ30ထိုအခါယေရှုသည်မြို့ရွာတို့ကိုဒေသစာကြီးလှည့်လေလျက်ဆုံးမဩဝါဒပေးလျက် ယေရုရှလင်မြို့သို့ခရီးသွားတော်မူ၏လူတဦးကလည်းသခင်ကဲတင်ခြင်းသို့ရောက်တော်သူတို့သည်များသလားနည်းသလားဟုနေလျှောက်သည်ကျင်းမြောင်းသောတကားဝကိုဝင်ခြင်းကကြိုးစားအားထုတ်ကြလော့အကြောင်းမူကားအများသောသူတို့သည်ဝင်ခြင်းကအလိုတော်ရှိတော်လဲမစွန့်နိုင်ကြဟုငါဆို၏အင်းရှင်သည်တခါထ၍တကားကိုပိတ်ပြီးမှသင်တို့သည်ပြင်လိုက်ရရ၍တကားကိုခောက်လျက် သခင်သခင်အကျွန်ုပ်တို့အားဖွင့်ပါဟုတောင်းလျှောက်တော်လေသခင်ကသင်တို့သည်အဘယ်ကလာသည်ကိုငါမသိဟုပြန်ပြောလိမ့်မည်ထိုအခါသင်တို့ကလည်းအကျွန်ုပ်တို့သည်အထံတော်၌စားသောက်ပါပြီအကျွန်ုပ်တို့နေသောမြို့ရွာ၌ကိုတော်သည်ဆုံးမဩဝါဒပေးတော်မူပြီဟုလျှောက်ပြန်တော်လေသခင်ကသင်တို့သည်အဘယ်ကလာသည်ကိုငါမသိဟုငါဆိုပြီမတရားသောအမှုကိုပြုသောသူအပေါင်းတို့ငါထံမှဖယ်သွားကြဟု ပြောလိမ့်မည်ထိုအခါအာဗြဟံဣဇက် ယာကုပ်မှစသောပရောဖက်အပေါင်းတို့သည်ဘုရားသခင်နိုင်ငံတော်တဲသို့ဝင်၍သင်တို့သည်ပြင်သို့သင်ထုတ်ခြင်းကိုခံရသောအခါငိုကြွေးခြင်းအံသွားခဲကျိတ်ခြင်းရှိလတံထိုအခါအရှိအနောက်တောင်မြောက်အရက်လေးမျက်နှာကလာ၍ဘုရားသခင်နိုင်ငံတော်တဲတွင်လျောင်းရကြလတံနောက်ကြသောသူအချို့တို့သည်အရင်ကြကြလိမ့်မည်အရင်ကြသောသူအချို့တို့သည်နောက်ကြကြလိမ့်မည်ဟုမိန့်တော်မူ၏ရှေးလျားလာတဲ့စကားတွေကအဖြစ်ရတော့ပြတ်သားပါတယ် ခရစ်တော်ရဲ့နောက်ကိုလိုက်လို့သောသူဓမ္မမဟုတ်ရင်ခရစ်တော်ကိုချစ်ပါတယ်လို့ပြောသောလူကယ်တင်ခြင်းသူ့ယေရှုကိုရပြီလို့ကိုကိုကို စိတ်ချရရဲ့လားစိတ်ချရလောက်တဲ့အဆင့်ရှိအောင်ကြိုးစားထားကြပါဒီလိုသာကိုကိုကိုမပြုတ်ပြင်းရင်ယုံကြည်ခြင်းရှိတဲ့အာဗြဟံအိဇက်ကမစင်သက်တဲ့တခြားလူသားတွေကဘာတခွန်းကလူသားတွေအတွက်ဖျားသခင်နိုင်ငံတော်ဟာပို့ပြီးထိုက်တန်လိမ့်မယ်လို့ဣသရေလတို့အတွက် ပြင်းပြင်းထန်ထန်သတိပေးဆုံးမလိုက်ခြင်းပါပဲအငယ်33မှ33ထိုအခါပါရိရှဲအချို့တို့သည်အထံတော်သို့လာ၍ဤရမထပ်သွားပါဟေရုမင်းသည်ကိုတော်ကိုတတ်ရန်အကြံရှိပါသည်ဟုပြောကြလျင်ကိုတော်ကပင်တို့သွားကြလော့ယခုနေ့နှင့်နက်ဖြန်နေ၌နတ်ဆိုးတို့ကိုနှင်ထုတ်၍အနာယောဂါကိုငြိမ့်စေ၏သုံးရမြောက်သောနေ့၌စုံလင်ခြင်းသို့ရောက်မည်အရာကိုထိုမြေခွေးအားပြောကြလော့သို့တော်လည်းယခုနေ့နက်ဖြန်နေ့တပည့်နေ၌ငါသွားရသေး၏ အကြောင်းမူကားယေရုရှလင်မြို့မှာတပါအခြားသောအရ၌အဘယ်ပရောဖက်မျှမဆုံးရာအဲ့ဒီအချိန်မှာဣသရေလနိုင်ငံရဲ့အပိုင်းခြားတဝက်လောက်ကိုမင်းပြုတ်နေသူဟေရုတ်ကိုခရစ်တော်ဟာမြေခွေးနဲ့နှိုင်းပြီးပြောလိုက်ပါတယ်ပြီးတော့သူဟာသူ့ရဲ့ရှင်ပြန်ထမြောက်တော်မူခြင်းကိုလည်းထပ်မံဗျာဒိတ်ပြုလိုက်ပါတယ်အငယ်34 35အဆုံးအထိအိုးယေရုရှလင်မြို့ယေရုရှလင်မြို့သင်သည်ပရောဖက်တို့ကိုသံမြဲရှိ၏ တင်ရှိရာသို့ဆေလွတ်သောသူတို့ကိုလည်းကြောက်ခဲနှင့်ပြင်းပြဲရှိကျက်မာသည်မိမိသားငယ်တို့ကိုအတောင်အောက်၌စုယုံတကဲ့သို့တင်ဤသားတို့ကိုစုယုံစေခြင်းကကျင့်ဖန်များစွာငါအလိုရှိ၏တင်မူကားအလိုမရှိတင်တို့နေသောအိမ်သည်တင်တို့၌လူဆက်ညံလျက်ကြံရည်ရ၏ငါဆိုသည်ကားထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူသည်အမင်္ဂလာရှိစေသောဟုတင်တို့မပြောမီတိုင်အောင်ယခုမှစ၍တင်တို့သည်ငါမျက်နှာကိုမမြင်ရကြဟုမိန့်တော်မူ၏ ခရစ်တော်ရဲ့ဣသရေလမျိုးတော်ကြီးအပေါ်မှာတည်ရှိတဲ့ဗန်ယောစဉ်ခံစားချက်တွေနဲ့အတူမကောင်းတဲ့အနာဂတ်စကားတို့ဟာကြားရကြတဲ့အတိုင်းပါပဲခရစ်တော်ရဲ့ဗျာဒိတ်ဟာပွေးထွက်အောင်မှန်ခဲ့ပါတယ်ယေရုရှလင်မြို့ကြီးဟာနှောင်းပိုင်းခရစ်တော်ကောင်းကင်ဘုံကိုပြန်လည်တက်ကြွပြီးတော့နှစ်ပေါင်း30ကျော်ကျော်လောက်အကြာ AD 90ခုနှစ်ကစပြီးတော့ယောမအာနာရှင်တိုက်တက်စီအောက်မှာမှုံမှုံညံ့ညံ့ချိန်မုံချင်းကိုခံရပြီးတော့ ဣသရေလလူမျိုးဟာလည်းနှစ်ပေါင်းထောင်ချီပြီးတော့ဒုက္ခတွေပင်လယ်ဝေခဲ့ရပါတယ်။နောက်ဗျာဒိတ်တစ်ခုကတော့တခြားမဟုတ်ပါဘူး။စူတောင်းရဲ့စောင့်နေရမယ်ကယ်တင်ရှင်ဒုတိယအချိန်ကြွလာတော်မူခြင်းအကြောင်းပါပဲ။အဲ့ဒီအချိန်ကတော့အောင်ပန်းဆင်၍ကြွလာခြင်းဖြစ်ပြီးတော့ကျွန်တော်တလောကလုံးကိုတရားစီရင်ခြင်းကြွရောက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။မိတ်ဆွေအပေါင်းတို့ခင်ဗျာအခန်းကြီး73လိုပဲထူးခြားတဲ့တင်ပြချက်များနဲ့ဆန်းသစ်တဲ့ပုံပြင်ဥပမာတော်များကို အခန်းကြီး14မှာရှင်လုကာဘယ်လိုဖော်ပြမလဲဆိုတာကိုအခုဆက်လက်လေ့လာကြည့်ကြပါအောင်စို့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး14အငယ်1တနေ့သောဥပုံနေ၌ကိုတော်သည် အစာကို သုံးဆောင်ခြင်းဟာအရာရှိဖြစ်သောပါရီရှဲတယောက်၏အိမ်သို့ဝင်တော်မူလျင်ထိုသူတို့သည်ကိုတော်ကိုချောင်းကြည့်ကြ၏ပါရီရှဲဆိုတဲ့ပြည့်ညတ်တော်သမားကြီးလေကျမ်းစာကိုဘရူဘရူရွတ်တက်တဲ့ကျမ်းတတ်ကြီးလေလူကြီးလူကောင်းပီပီသသ သူတို့ရဲ့ ether ခရစ်တော်ကိုကြည်တာတောင်ရိုးရိုးမဟုတ်ဘူးချောင်းပြီးကြည်ကြတဲ့စဉ်းစားလိုက်ရင်ရည်စရာမကောင်းဘူးလားတန်းတူရည်တူမရှင်နိုင်တော့မခုတ်ရုံနဲ့ချောင်းပြီးကြည်ကြတယ်အဲ့ဒီလိုခိုးချောင်ခိုးရဖြစ်နေတာဘာကြောင့်လဲသတ်ပြစ်ဖို့အထိအပြစ်ရှာတဲ့စိတ်ကသူတို့ရင်ထဲမှာရှိနေပြီဒါကြောင့်မလို့အဲ့ဒီလိုချောင်းကြည့်တာဒီပါရီရှဲရဲ့အိမ်ကညစာဟာ ဘလောက်အစီအိမ်နေနဲ့ပဲပြေဝနေနေမိန်ဆက်ချင်းမရှိတဲ့ညစာစားပွဲဆိုတာဟာထင်ရှားနေပါတယ်။အငယ်နှစ်ရေဖြင်းသာဆွဲသော သူတယောက်သည်ရှေ့တော်၌ရှိ၏။ပါရီရှဲရီခရစ်တော်ကိုပြဿနာရှာမလို့တမင်ဒီလူနာကိုချထားတာပဲဖြစ်ရမယ်။အငယ်၃နဲ့၄ဥပုပ်နေ၌အနာယောဂါကိုညှိစေအပ်သလိုဟုပါရီရှဲနှင့်ကျန်တဲ့သူကိုမေးတော်မူခြင်းသူတို့သည်တိတ်ဆိတ်စွာနေကြ၏။ယေရှုသည်ထိုသူကိုယူ၍ ်အနာယောဂာမြင့်ကင်းလို့စေပြီးမှထွက်လိုက်တော်မူ၏ပြောခဲ့တဲ့အတိုင်းပဲနော်အဖန်မထွက်ဘူးစိတ်ထဲမှာပါအကောက်ကြံနေကြတာအငငယ်9နဲ့6ပရိသတ်တို့ကလည်းမိမိမြဲနွားပြီးဥပုံနေ၌တွင်းတဲ့သို့ကြာလျင်ချက်ချင်းမဆွဲမတင်ပဲနေမည်သူတစုံတစ်ယောက်သည်တင်တော့တွင်ရှိသလိုဟုမေးတော်မူသည်ထိုသူတို့သည်စကားတခွန်းကိုမှမပြန်နိုင်ကြအချိန်နေတင်းမာနေတဲ့အကြောင်းကိုဒီကျမ်းစကားတွေအပြင်ရိတ်စားမိနိုင်လောက်ပါတယ် ဒီညစာစားပွဲဟာပျော်ရွှင်ပွဲကောင်းတဲ့ညစာစားပွဲမဖြစ်နိုင်သလိုမိန်ရှက်ပွဲကောင်းတဲ့ညစာစားပွဲလည်းမဖြစ်နိုင်ဘူးဆိုတာရှင်းလေပါတယ်။မဖွဲရသောဧည့်သည်များဥပမာတော်ဆိုပြီးတော့ဆက်လက်လေ့လာကြပါအောင်စို့။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး14အငယ်9မှ17အထိထိုအခါခေါ်ဖိတ်သောသူတို့သည်မြင့်မြတ်သောနေရာထိုင်ရာကိုရွေးကြသည်ကိုမြင်တော်မူဖြင့်သူတို့အားဥပမာကိုမိန့်တော်မူသည်ကသူတစ်ပါးသည် မင်္ဂလာဆောင်ပွဲသို့သင်ကိုခေါ်ဖိတ်သောအခါမြင့်မြတ်သောနေရာ၌မလျောင်းနှင့်ထိုသို့လျောင်းနှင့်သင်တဲ့ပါ၍မြတ်သောသူသည် ပွဲသို့လာသည်ရှိသောသင်တို့နှစ်ယောက်ကိုခေါ်ဖိတ်သောသူကဤသူအားနေရာကိုပေးလော့ဟုလာ၍ပြောလိမ့်မည်ထိုအခါသင်သည်ရှက်ကြောက်ခြင်းနှင့်နေသောနေရာသို့ဆင်းရလိမ့်မည်သူတစ်ပါးတို့သည်သင်ကိုခေါ်ဖိတ်သောအခါပွား၍နေသောနေရာ၌လျောင်းသောထိုသို့လျောင်းနှင့်သင်ကိုခေါ်ဖိတ်သောသူသည်လာသည်ရှိသော အဆွေးတက်ပါဟုသင်ကိုဆိုလိမ့်မည်ထိုအခါသင်နှင့်အတူလျောင်းသောသူတို့ရှေ့မှသင်အပရိထင်ရှားလိမ့်မည်ကိုကိုကိုချီးမြှောက်သော သူမြည်ဒီကနှိမ့်ချခြင်းသို့ရောက်လက်တန်ကိုကိုကိုနှိမ့်ချသော သူမြည်ဒီကချီးမြှောက်ခြင်းသို့ရောက်လက်တန်ဟုမိန့်တော်မူ၏ဖာရီရှဲရဲ့လုပ်ပုံကိုဒီကျမ်းအဖြစ်မြင်နိုင်တယ်နော်ခရစ်တော်နဲ့အတူအဖိတ်ခေါ်ခံရတဲ့တခြားဖာရီရှဲတွေကြမ်းတက်တယ်ပေါ့ခရစ်တော်ဆိုတဲ့ဧည့်သည်တော်ရှေ့မှာတယ်မယ်ဝုံ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 နဲ့ ကောင်းတဲ့နေရာမှန်တွေ့သူ့တဲ့ငါဥအောင်အလူရဲ့နေရာရွေးပြီးလဲလျောင်းကြတယ်။အဲ့ဒီခက်ကကလထိုင်ခက်မဟုတ်သေးဘူး။ကော်စောပေါ်မှာပဲလျောင်းကြတယ်ဆိုတော့အကောင်းဆုံးအမျက်ဆုံးဆိုတဲ့နေရာတွေနေမှာပေါ့။ယိုသူမရှက်မြင်သူရှက်ဆိုတဲ့မြင်ကွင်းမျိုးလို့ကျွန်တော်တွေးပါတယ်။အဖဲမြင့်ပကံတို့မလိုက်စီဥပကံတို့ ਨੇ နီနီနာနာမှီတဲ့နေရာမျိုးဖြစ်မှာပေါ့။ဒါမှမဟုတ်ရင်လေဂုံတရေရှိလူကြီးတွေအတွက်သီးသန့်ချထားတဲ့ဝိုင်းမျိုးလည်းဖြစ်ရှင်ဖြစ်မယ်။ဥရလူစနစ်ဆိုတော့လေ ခရစ်တော်ကိုကြိတ်ပြီးချောင်းခဲ့တယ်လို့ပဲနေရာကောင်းကိုချောင်းနေခဲ့ကြတာလို့လည်းကျွန်တော်ယူဆပါတယ်။အဲ့ဒီမှာတင်ခရစ်တော်ဟာဒူးနေရာဒူးတော်နေရာတော်ဆိုတဲ့စိတ်ဓာတ်မျိုးကိုသူတို့နားလည်အောင်လို့ပျောင်ပျောင်ပဲသူတို့ကိုဆုံးမအားခြင်းဖြစ်ပါတယ်။ဒါကိုထောက်ချင်းအားဖြင့်ပါရီရှဲဆိုတဲ့လူတန်းစားဟာတော်တော်ကြီးကိုအလိုက်ကန်းစိုးမသိတဲ့လူတန်းစားပညာတွေတော့တတ်ရှင်တတ်မယ်။ကိုယ့်ဘက်ကိုယ်သာကိုရက်တဲ့တဲ့ဇယိုက်မျိုးရှိတယ်ဆိုတာဟာရှင်းနေပါတယ်။ကျွန်တော်ထင်ပါတယ်ပြည့်ညတ်တော်တို့အကျင့်တရားတို့ဆိုတာတွေနဲ့ပါ ဖျားသခင်ကိုရှာရင် လူဟာအဲ့ဒီအတိုင်းပဲတကိုယ်ကောင်းသမားတွေဖြစ်သွားနိုင်ပါတယ်ကိုရကိုယူဆိုတဲ့စိတ်ဓာတ်မျိုးသာကြီးထွားသွားနိုင်တယ်ကျွန်တော်ယူဆမိပါတယ်ဂျေဇုနဲ့ဂယုနာတော်ဆိုတဲ့ခရစ်တော်ရဲ့လမ်းစဉ်ကတော့အခြားမြေသားဘဝအပြစ်သားဘဝနဲ့တူပြိုင်သွားနေတဲ့မြေတားစမ်းကြောင်းကလေးတစ်ခုပဲလို့ကျွန်တော်တင်စားခြင်းပါတယ်အဲ့ဒီဂျေဇုနဲ့ဂယုနာတော်မှာတည်မြဲတဲ့လူသားတွေဟာ ကိုဘဝအခြေအနေမှန်ကိုနောင်တတရားနဲ့ရှင်ပြီးတော့အမြဲသိစမယ်ကဲတင်ရှင်ကိုယုံကြည်ပြီးတော့ဘဝကိုပုံပြီးတော့အနံ့အားကိုမယ်သူပေးတဲ့အသက်ဆန်းရည်ကိုဖောက်ပြီးတော့ကိုယ့်အတွက်ရှောက်ရမယ်လမ်းကိုသူ့အလိုတော်အတိုင်းရှောက်သွားကြလိမ့်မယ်ဒါဟာကျေးဇူးဂိယူနာတော်သမားတွေရဲ့လမ်းကြောင်းအားပြိုင်စရာမလိုဘူးဝါကြွားစရာမရှိဘူးလူတိုင်းဟာအကုန်အတူတူကြီးပဲဆိုတဲ့စိတ်ထားမျိုးကိုအားပေးတဲ့ ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့ကျေးဇူးတော်လမ်းကြောင်းကိုအင်မတန်မွန်မြတ်တဲ့အတွက်လူတိုင်းရှောက်နိုင်ကြပါစေလို့ကျွန်တော်တူးချင်းဆုတောင်းမေတ္တာပို့သမိပါတယ်။အငယ်ဆက်နှစ်မှာဆက်လေးကိုတော်ကိုခေါ်ပင်သောသူအားတဖန်မိန်တော်မူသည်ကပင်သည်နန်းနဲ့စာညစာလူကျွေးသောအခါအစေခင်ပေါ်ညီအကိုအမျိုးသားချင်းငွေရရသောအိမ်ကြီးချင်းများကိုမခေါ်မဖိတ်နှင့်ထို့သောခေါ်ဖိတ်လျင်သူတို့သည်နောက်တဖန်သင်ကိုခေါ်ဖိတ်၍ကျေးဇူးဆကြလိမ့်မည် သင်သည်ပွဲခံသောအခါဆင်းရဲသောသူအင်္ဂါချွတ်တဲ့သောသူချေမစွမ်းသောသူမျက်စိကန်းသောသူများကိုခေါ်ဖိတ်ကြလော့ထိုသို့ခေါ်ဖိတ်ရင်မင်္ဂလာရှိလိမ့်မည်အကြောင်းမူကားထိုသူတို့သည်ကျေးဇူးမဆတ်နိုင်သည်ဖြစ်၍ဖြောင့်မတ်သောသူတို့သည်ထမြောက်သည်ကာလ၌သင်သည်ကျေးဇူးဆတ်ခြင်းအကျိုးကိုခံရလက်တန်ဟုမိန့်တော်မူ၏ကျွန်တော်ဟာလူနဲ့လူကပါမှာဖျားသခင်အကုန်လုံးအပြည့်အဝဖန်ဆင်းထားပြီးသားဖြစ်ပါတယ် လူသားတွေအချင်းချင်းမေတ္တာကင်းမဲ့ကြလို့သာငတ်ပြီးသေးတဲ့မသားဆိုတာရှိနေတာဆိုပြီးတော့အချင်းချင်းကျွန်တော်ရဲ့အယူအဆကိုဖော်ပြခဲ့ပါတယ်။အခုခရစ်တော်ဒီအချက်ကိုဖော်ပြလိုက်ပြီ။မိတ်ဆွေအပေါင်းတို့ခင်ဗျာမိမိတို့အသက်ရှင်ရာဘဝတာမှာလူတိုင်းအပေါ်မှာညီမျှမေတ္တာဝေကြပါလို့ကျွန်တော်တိုက်တွန်းနှိုးဆော်ပါရစေ။ဖခင်သခင်ရဲ့မေတ္တာတော်ကိုထောက်ထားပြီးတော့ကိုယ့်ကိုယ်ကျေးဇူးမတုံ့ပြန်နိုင်ရှာသူတွေအတွက်ပုံမောပြီးတော့ ဂိယုနာတရားထားနိုင်ကြပါစေလို့အားပေးလိုက်ချင်ပါတယ်။ကြီးစွာသောစားပွဲဥပမာတော်ဆိုတဲ့ခေါင်းစဉ်နဲ့ဆက်ပြစီ။အငယ်ဆန်ကစပွဲ၌လျောင်းသောသူတယောက်သည်ထိုစကားတော်ကိုကြားရင်ဘုရားသခင်နိုင်ငံတော်၌ပွဲဝင်သောသူသည်မင်္ဂလာရှိ၏ဟုလျှောက်တော်။ဤကဲ့သို့တိတ်ဆိတ်နေတဲ့ချိန်တင်းမာနေတဲ့ချိန်မှာပါဠိရှဲတဲ့ကပါဠိရှဲတယောက်ကဤကဲ့သို့ဆိုလိုက်ပါတယ်။ထိုပါဠိရှဲရဲ့စကားကိုတခင်ယေရှုလက်ခံမယ်လို့ထင်သလား။ လုံးဝမားတွားပါလိမ့်မယ်။သခင်ယေရှုတို့ကိုဘယ်လိုမိတ်ကြားတယ်လဲဆိုရင် အခန်းငယ်16နဲ့19ကိုဖတ်ကြည့်တဲ့အခါမှာထိုကဲ့သို့တွေ့ရပါတယ်။ကိုတော်ကလူတဦးဒီကြီးစွာသော ပွဲကိုစီရင်၍လူများကိုခေါ်ဖိတ်လေ၏။ပွဲချိန်ရောက်တော့အခါခေါ်ဖိတ်တော်သူတို့ကို လာကြပါအလုံးစုံတို့သည်အသင်ရှိပြီဟုမာ၍အစီအပားကိုဆေးလွတ်၏သူရဲ့အစီအပားကိုဆေးခိုင်းပြီးမှအပြစ်မှရှိတဲ့လူကိုခေါ်ဖိတ်ခိုင်းပါတယ် ဒါကဘာကိုဆိုလိုတယ်လဲဆိုရင်ကဲတင်ချင်းတည်င်းကောင်းကိုကျညာချင်းလို့ဆိုပြရစေ။အဲ့ဒီညစာစားပွဲခေါဖိတ်ချင်းဆိုတဲ့ကဲတင်ချင်းတည်င်းကောင်းကိုငွေအားဖြင့်ဝယ်လို့မရပါ။ဖျားတခင်ရဲ့ဂျေဆုတော်အားဖြစ်တာလေးဝင်ရပါလိမ့်မယ်။ဆိုလိုတာကကဲတင်ချင်းဟာဂျေဆုတော်အားဖြစ်တာဒီလက်ခံနိုင်ပါတယ်။ဖျားတခင်ရဲ့လက်ဆောင်ဖြစ်ပါတယ်။ညစာစားပွဲ အားလုံးပြင်ဆင်ပြီးပြီလို့ကြေညာတယ်။ လူတွေကိုခေါ်ဖိတ်ခိုင်းတယ်ခေါ်ဖိတ်ချင်းခံရတဲ့လူတွေကဘလို့တုံ့ပြန်တယ်လဲဆိုရင် အခန်းငယ်၁၈ကိုကြည့်ကြပါစို့ခေါ်အပ်တော်သူအပေါင်းတို့ဒီတညီတညွတ်ဒီပြိရဲ့ပြုတ်ကြ၏တယောက်ကအကျွန်ုပ်ဒီမြေယာကိုဝယ်ပါပြီတွား၍ကြည့်ရပါမည်အကျွန်ုပ်ကိုလွတ်ပါအောင်လို့ဟုတောင်းပန်လေ၏ဒီမှာတညီတညွတ်ဒီပြိရဲ့ပြုတ်ပြီးငင်းကြတယ်ဆူလိုတာကတော့မူတာတုံးတယ်လို့ဆိုပြရစေ မြေဝဲထားတဲ့အတွက်တွားကြည့်လိုက်အောင်မယ်ဒါဟာမူတာတုံးပြီးလှပစွာညင်းပယ်ခြင်းဖြစ်ပါတယ်ညတော်အဖြစ်လူတရားချမ်းသာလာပြီးဆိုရင်ဘုရားနဲ့ဝေးကွာတွားတာကိုတွေ့ရပါတယ်ပထမတယောက်ကတော့မိမိရဲ့ပိုင်ဆိုင်မှုကြောင့်ဘုရားသခင်ကိုညင်းပယ်တယ်ဆိုတာကိုတွေ့ရပါတယ်အငယ်ဆက်ကိုတယောက်ကအကျွန်ုပ်ဒီနွားငါးရှင်းကိုဝယ်ပါပြီးတွား၍စမ်းကြည့်ပါမည်အကျွန်ုပ်ကိုလွတ်ပါအောင်လို့ဟုတောင်းပန်လေ၏ ဒုတိယတယောက်ကတော့စီးပွားရေးတမားဖြစ်တယ်။စီးပွားရေးကိုအကြောင်းပြပြီးဘုရားတခင်ကိုညင်းပယ်တယ်။မိတ်ဆွေတနေ့တင်တေသွားတဲ့ခါမှာတင့်ရဲ့စီးပွားရေးကတင့်ကိုမကယ်တင်နိုင်ပါဘူး။အခန်းငယ်20တယောက်ကအကျွန်ုပ်ဒီမရနဲ့လက်ထပ်ပါပြီ။ထို့ကြောင့်အကျွန်ုပ်မလာနိုင်ပါဟုဆို၏။အိမ်ထောင်ကျသွားတဲ့အတွက်သူကဒီခေါ်ဖိတ်ပွဲကိုမသွားနိုင်ဘူးလို့စင်ချေပေးပြီးမှညင်းတယ်။တကယ်ဆိုရင် သူ့ရဲ့ဇနီးတဲ့ကိုခေါ်ပြီးမှအဲ့ဒီပွဲကိုတွားမယ်ဆိုရင်ဘလောက်ကောင်းလိမ့်မလဲလူတွေဟာဘုရားတခင်နဲ့ဝေးတဲ့အခါမှာဒီအခြေခံအကြောင်းရင်းသုံးချက်ကိုမူတည်ပြီးမှဝေးကွာသွားတယ်ဆိုတာကိုတွေ့ရတယ်မိမိရဲ့ပိုင်ဆိုင်မှုအတွက်ကြောင့်မလို့ဘုရားတခင်နဲ့ဝေးကွာသွားတယ်ဇီးပွားရေးကိစ္စတွေကြောင့်ဘုရားတခင်နဲ့ဝေးကွာသွားတယ်အိမ်ထောင်ရေးမိသားစုရေးနဲ့ပတ်သက်ပြီးမှဘုရားတခင်နဲ့ဝေးကွာသွားတယ်ဆိုတာကိုတွေ့ရပါတယ်တချို့မိဘတွေဆိုရင်ကိုယ့်ရဲ့သားသမီးအမှု ရေးရာကိုပဲဦးစားပေးပြီးမှဘုရားတခင်နဲ့ဝေးသွားတဲ့မိသားစုတွေလည်းများစွာရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်။တကယ်ဆိုရင်သူတို့ရွေးချယ်ရမှာပါလေဆိုရင် ဟာငါကတော့ဒီနေ့ဘုရားတခင်စီရင်သွားမယ်။မြေကိစ္စကငါနောက်မှပဲကြည့်ရှင်းမယ်။ဒီလိုဖြစ်တင်ပါတယ်။ဟာငါကတော့ဒီနေ့ဘုရားတခင်စီရင်သွားမယ်။ရောင်းဝယ်ရေးစီးပွားရေးကိစ္စကငါနောက်မှပဲလုပ်မယ်။ဒီလိုလုပ်တင်ပါတယ်။အိုးမိမရေငါတို့ဒီနေ့ဘုရားကျောင်းကိုအတူသွားကြရအောင်ဒီလိုခေါ်ဖိတ်တင်ပါတယ်။ ဖျားတခင်ကတင်းတို့အရောက်စီတန်းကိုခေါ်ဖိတ်နေပါတယ်။ဖျားတခင်ကခေါ်ဖိတ်ခြင်းကိုညင်းပယ်မယ်ဆိုရင်တခင်ယေရှုလည်းတင့်ကိုကောင်းကင်ပေါ်မှာကောင်းကင်တမန်များရှေ့မှောက်မှာတင့်ကိုညင်းပယ်မှာဖြစ်တယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှအငယ်24ကိုဖတ်ကြည့်တဲ့အခါမှာအီကက်တို့ဆိုထားပါတယ်။အထက်က ခေါ်ဖိတ်တော်သူတယောက်မျှငါပွဲတို့မဝင်ရငါအမိန့်ရှိပြီဟု အစီအပားကို ဆိုတည်ဟု မိတော်မူ၏။နောက်တစ်ကြိမ်အစီအစဉ်မှာလုကာအခန်းကြီး14 အငယ်25မှာအခန်းကြီး25တခန်းလုံးကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ကြပါစို့နှုတ်ပတ်တော်ဤနည်းနည်းတော်အရာကိုတာ၍နားလည်နိုင်ဖို့အလို့ငါတန်ရှင်းတော်ဝိညာဉ်တော်ဖျားတင်တို့အပေါ်မှာဖွင့်ပြပါစေ တော်ဇာနာခံယူတော်သူများအားလုံးအပေါ်မှာဖျားခင်ကောင်းကြီးပေးပါစေရှင်